ျွန်တော်တို့ကဘာကြီးပေါ်မှာတဘာဝအလှတရားတွေနဲ့ပြင်းထန်ဆုံးနေရာတစ်ခုလို့ပြောလိုက်ရင်အဲ့ဒီနေရာကမေဇုန်တစ်တော်ကြီးပဲဖြစ်မှာပါကဘာမှာဒုတိယရွှေစုံမြစ်ဖြစ်တဲ့မေဇုန်မြစ်ဟာလေမေဇုန်တစ်တော်ကြီးရဲ့လှပမှုတစ်ခုပါပဲမေဇုန်မြစ်ကြီးဟာကီလိုမီတာ6400ကျော်ရှည်လျားပြီးတော်မေကမြောက်ပိုင်းတစ်ခွင်လုံးစီးစင်းကအတလန်တိတ်သမုဒ္ဒရာတွေကိုစီးဝင်ပါတယ်အမေဇုန်မြစ်ဟာရေချို190လီတာလောက်ထိထွက်ရှိပါတယ် အဲ့ဒီပမာဏဟာအမေကန်ပြည်ထောင်စုတစ်ခုလုံးမှာရှိတယ်လူတွေအလုံးရေချိုး30လားထက်15စားလောက်များတာပါတနည်းအားဖြင့်ကမ္ဘာပေါ်ကလူတွေကုန်လုံးအမေဇုန်မြစ်ကရေချိုးပဲသုံးဆွဲမယ်ဆိုရင်မြစ်ရဲ61ရာခိုင်နှုန်းလောက်သာကုန်ဆုံးသွားမှာဖြစ်ပါတယ်အမေဇုန်မြစ်ရဲ့တမိုင်းကြောင်းအမေဇုန်မြစ်ဝန်းတစ်လျှောက်မှာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကဒေသခံတိုင်းရင်းသားလူမျိုးတွေနေထိုင်ခဲ့ကြပါတယ် BC 5000ကတည်းကအဲ့ဒီဒေသမှာလူသားမျိုးတွေနေထိုင်ကြတယ်လို့ယူဆရပြီးသူတွေတီတွေတွေးရှိကြကြအမေဇုန်မြစ်ဝန်းတစ်လျှောက်မှာသီးနှံဆိုင်ပြိုခြင်းမွေးမြူခြင်းတွေပြုလုပ်ခဲ့ကြပြီးအန်ဒီယန်ရေကြီးမှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ် ဒါပေမဲ့16ရာစုရောက်မှာတော့စပိန်နဲ့ပေါ်တူဂီတွေရောက်ရှိလာကြပြီးကိုလိုနီပြူချင်းဒေသခံတိုင်းရင်းသားများကိုကျုံပြူချင်းခရီးယံဘာသာကိုတင်းကျပ်သွန်းသွင်းခြင်းတွေကြောင့်မေဇိုမြေဝမ်းတစ်လျှောက်ဟာဒေသခံရင်းကျဲမှုတွေဟာလုံးဝပျက်စီးသွားခဲ့ရပါတယ်။ယနေ့ခေတ်မှာတော့မေဇိုမြေဝမ်းတစ်လျှောက်မှာလူမျိုးစု350ကျော်နဲ့လူဦးရေတန်း30လောက်နေထိုင်ကြပြီးအဲ့ဒီထဲကမှာဆယ်ရာခိုင်နှုန်းလောက်သာဒေသခံတိုင်းရင်းသားတွေကြံမာတော့တယ်။အမေဇုန်မြစ်နဲ့ပတ်သက်ပြီးထူးဆန်းသောအချက်များ အမေဇုန်မြစ်ဟာကမ္ဘာပေါ်ကဒုတိယကြီးမားဆုံးမြစ်ဖြစ်တာနဲ့ညီရေဆင်းဆင်းမှုကလည်းအလွန်အားကောင်းပါတယ်။ဒါပေမဲ့မေဇုန်မြေဝတ်တစ်ချောင်းမှာရေအားလျှက်ဆဲထုတ်ထုတ်ဖို့စဲတွေတစ်ခုမှမရှိပါဘူး။အကြောင်းကားတော့သဘာဝပတ်ဝန်းကျင်ထိခိုက်လာမှဆိုးတာနဲ့မေဇုန်မြစ်မှာမိခိုချားတဲ့တိရစ္ဆာန်တွေထိခိုက်လာမှဆိုးတာကြောင့်ပြင်းပြင်းထန်ထန်တားဆီးထားပါတယ်။အမေဇုန်တောထဲမှာတိရစ္ဆာန်မျိုးစိတ်3000ကျော်၊ငှက်မျိုးစိတ်1300ကျော်နဲ့အမေဇုန်တောကလွဲလို့ဘယ်မှမှမတွေ့ရတဲ့တိရစ္ဆာန်မျိုးစိတ်တွေနေထိုင်ကြပါတယ်။အဆိုပါမျိုးစိတ်တွေထဲကမှာ ထူးဆန်းဆန်းသံတဝါတွေလည်းရှိပါတယ်။ပင်လယ်ထဲမှာရှိတဲ့ဒိုဖင်နဲ့မတူတဲ့ပင့်ရီဗာဒိုဖင်တွေအန်နာကွန်နာလို့ခေါ်တဲ့ကမ္ဘာပေါ်ကအကြီးဆုံးမွေးတွေခန္ဓာကိုယ်တစ်ခုလုံးပေါက်ထွက်မြင်နိုင်တဲ့ Glass Frog ဖားတွေ Blue Moby Butter Plant လို့ထူးဆန်းဆန်းလိပ်ပြတွေအစိပ်ပါတဲ့ Poison Dart Frog ဖားတွေအပြင်တခြားသံတဝါတွေလည်းနေထိုင်ကြပါတယ်။နောက်ထပ်အန်ဩစရာကောင်းတာတစ်ခုကတော့မေဆိုမြေဝန်းတစ်လျှောက်မှာဆယ်တွေမရှိတဲ့အပြင်တံတားတွေလည်းမရှိပါဘူး။ကီလိုမီတာ6500ကျော်မှာတံတားတစ်စင်းမှကိုမရှိတာပါ။ဘာကြောင့်လဲဆိုတော့တံတားတိစားဖို့ကြီးမားတဲ့ကုန်ကြမ်းစီနိပညာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ အမေဆိုမြစ်ဟာတာမန်မြေတစင်းလားအမေဆိုမြစ်ဟာတာမန်မြေတစင်းတော့မဟုတ်ပါဘူးအမေဆိုမြစ်ဟာကဘာကြီးရဲ့အသက်လို့တောင်ပြောလို့ရပါတယ်